ဝေကရှုပ်တယ်ဆိုတဲ့စကားလုံးကိုသုံးနှုန်းခဲ့တဲ့ဝန်ထမ်းအပေါ်မှာပိုးချပြုခင်ရဲ့ခင်မွန်ဖြစ်သူအကိုထွန်းကကိုတိလက်ရောက်ထိုးချိတ်ခဲ့တဲ့အပြင်အလောက်ကနေလည်းချက်ချင်းထုတ်ပစ်ခဲ့တာကြောင့်လုံးဝမကျေနပ်ကြောင်းပြောလာခဲ့တဲ့ရန်နာပီကေထွန်းဆိုင်မှာလောက်ခဲ့သူဝန်ထမ်းအမျိုးသားကောင်းလေးဝန်ထမ်းတရားကိုလက်ပါတာပါနော်ကျွန်တော်ထိုးတာပါနော်ကျွန်တော်ထိုးတာလုံးဝမကျေနပ်ပါဘူးရန်နာပီကေထွန်းစိန်ဆိုင်ပိုင်ရှင်အကိုထွန်းလုံးကကျွန်တော်ထိုးတာပါကျွန်တော်ထိုးပြီးဇူတီမောင်းချပါတယ်နော်ဇူတီဆွဲအတင်းတွေကိုပဲထွက်တော့ထွက်တော့ငါလုံးဝသာမင်းဆက်ကွက်မမြင်ချင်ဘူးဇူတီပြောပါတယ်နော်ကျွန်တော်လုံးဝထိုးတာပါလုံးဝမကျေနပ်ပါဘူးအဲ့ဒါ ဒီကျွန်တော်ကိုလည်းကျွန်တော်မိသားစုမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့နိုင်ပိုင်းအတွင်းကရန်နာပီကေထွန်းဆိုင်ဆိုင်မှာအလုံးလုံးရာကနေပြဿနာဖြစ်ပြီးတော့အလုံးထလာခဲ့ရသူဝန်ထမ်းအမျိုးသားကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖြစ်စဉ်အသေးစိတ်ကိုပြောပြလာခဲ့ပြီးငွေရှိကုန်ရှိတယ်ဟုဆိုကကိုတိလက်ရောက်ထိုးချိတ်ခဲ့တဲ့အပြင်မိသားစုကိုပါချိန်ချောက်ခဲ့တာကြောင့်ပိုးချိုင်ဖြူခင်ရဲ့ယောက်ျားဖြစ်သူအကိုထွန်းကိုလုံးဝမကျေနပ်ကြောင်းပြောကြားလာခဲ့တာဖြစ်ပါတယ် ဖြစ်စဉ်ကတော့အဆိုပါဆိုင်ဝန်ထမ်းကောင်လေးဟာလုပ်ငန်းနဲ့ပတ်သက်တဲ့ TikTok ဗီဒီယိုရိုက်ကူးနေစဉ်အကိုထွန်းရဲ့သမီးအလက်ဖြစ်သူဖွေးဖွေးကအရှိကနေဝင်ရှုံနေတာကြောင့်ဝင်မရှုံနဲ့ဆိုပြီးတော့ပြောခဲ့ရာကနေပြဿနာတက်ခဲတာလည်းဖြစ်ပါတယ်။အဆိုပါ TikTok ဗီဒီယိုရိုက်ကူးနေစဉ်ဖွေးဖွေးကအရှိကနေခဏခဏဖျက်ရှောက်ခဲ့တာကြောင့်ဗီဒီယိုထဲမှာပါသွားခဲ့တာဖြစ်ပြီးအဆိုပါဗီဒီယိုကို TikTok ပေါ်မှာတင်ခဲ့တဲ့အပေါ်ဆိုင်ရှင်ဖြစ်သူပူဇော်ပြုခင်ကသားသမီးတွေပါတဲ့ဗီဒီယိုကိုလုပ်ငန်း page မှာတင်လို့မရကြောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါဝန်ထမ်းကောင်လေးကသူ့ကိုအခုလိုပြောခဲ့တဲ့အပေါ်မကျေနပ်ဘူးဆိုတဲ့အကြောင်းဆိုင်ထဲမှာလိုက်ပြောရာကနေအကိုထွန်းကတိသွားခဲ့ပြီးဖူးဖူးကလိုက်ရှုံနေတာဆိုတဲ့ဇာတ်အပေါ်မှာမကျေနပ်တာကြောင့်အဆိုပါဝန်ထမ်းကိုထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝန်ထမ်းကောင်လေးကတော့လုံးဝကျေနပ်မှာမဟုတ်ဘူးလို့ပြောကြားထားတာလည်းဖြစ်ပါတယ်။ဝန်ထမ်းတယောက်ကိုလက်ပါတာပါနော်ကျွန်တော်ထိုးတာပါနော်ကျွန်တော်ထိုးတာလုံးဝမကျေနပ်ပါဘူး။ယဒနာပီကေတုံးစိန်ဆိုင်ပိုင်ရှင်အကိုထွန်းထွန်းကကျွန်တော်ထိုးတာပါကျွန်တော်ထိုးပြီးဇူးတီမောင်းချပါတယ်နော်ဇူးတီဆွဲအတင်းတွေကိုပဲ ထတော်ထတော်ငါတို့မှသာမင်းဆက်ကွက်မမြင်ခြင်းဘူးဇွတ်တိပြောပါရယ်နော်ကျွန်တော်ကိုလုံးဝထိုးတာပါလုံးဝမကျေနပ်ပါဘူးအဲ့ဒါဒီကျွန်တော်တို့လည်းကျွန်တော်မိသားစုလည်းချင်းချောက်ပါတယ်မိမိသားစုကြီးရောမင်းကိုဘယ်လိုလုပ်ကြည့်လို့ရရဆိုကျွန်တော်ချင်းချောက်ပါတယ်နော်ကျွန်တော်လုံးဝချင်းချောက်ပါတယ်ဒီမှာနော်ဒီ TikTok ပါနော်ဒီ TikTok ကိုကျွန်တော်က hotpot စားတဲ့ hotpot စားသွားတဲ့နေ့ညနေပေါ့နေ့ညနေကျွန်တော်တို့အလုပ်ကြီးအလုပ်ပြီးသွားပြီအလုပ်ပြီးသွားချင်းကျွန်တော် hotpot စားသွားမယ်ဆိုတော့အပြင်ဝစားလဲလဲပြီးကျွန်တော် TikTok ရိုက်နေတာရိုက်နေတာကမှဖွဲ့ဖွဲ့ရနေပြီးတော့ရှေ့ရနေလိုက်ရှုပ်တာရှုပ်တော့ကျွန်တော် ဖွင့်ဖွင့်မရှုံနဲ့ရှက်နေဖဲ့ပေးလို့ပြောတာမရဘူးကျွန်တော်၃လေးခေါက်ရတယ်၃လေးခေါက်တုံးသူကရှက်ရနေလိုက်ရှုပ်တာရှုပ်ရှုပ်ရိုက်ရိုက်ရိုက်ပြီးတော့၃ဖို့ရိုက်ပြီးတော့ကျွန်တော်ကသွားထားမယ်ဆိုပြီးသွားလိုက်တာသွားတော့ကြအဲ့၃ဖို့ကြံ့နေအဲ့၃ဖို့တော့မှသူ့ပါနေပါတော့ကြကျွန်တော်အဲ့ဒီဟာလေးကိုတင်လိုက်တာတင်လဲတင်ပြီးတော့အမအမြင်သွားရှင်မှာမပိုးချယူခင်ဒါလေးကိုမြင်သွားရှင်မှာမြင်လဲမြင်သွားတော့အဲပြည့်ရဲ့ စိုင်းပြည့်ရဲ့ messenger မှာကျွန်တော်လာပြောတာအဲဒီဝန်ထမ်းနေနဲ့ကလေးနေနဲ့ personal account မှာတင်ဝင်းမရှိဘူးလို့လာပြောတယ်ပြောတော့ပြောတော့ကျွန်တော်ကအဲ့ဒါကိုဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောလိုက်တယ်အမကပြောလို့ပြောပြီးတော့ကျွန်တော်ကအဲစိုင်းထဲမှာပြောတာပေါ့အဲကိုလည်းမဟုတ်ဘဲနဲ့ကိုလည်းဘာမှမလုပ်ရဘဲမျိုးတော့ကိုလည်းဘာမှမလုပ်ရဘဲနဲ့အဲ तू ကလာရှုပ်တဲ့ဟာကိုအဲကိုပြောခံရလုံးဝမတန်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အဲ့လိုပြောတာပြောလဲပြောပြီးတော့ဒီနေ့ကျတော့ ကိုတို့ရမင်းကလည်းအဲ့လိုမျိုးပြောရလားမင်းကငါသမီးကိုအဲ့လိုမျိုးပြောရတယ်မင်းကဘာကောင်လို့ပါဖြစ်နေညာဖြစ်နေလဲကျွန်တော်လာပြောလာပြောလို့ပြောဟုတ်တယ်လို့ကျွန်တော်ကလို့တစ်တော့တစ်တော့ရိုက်နေအောင် तू ကလာရှုပ်တာလို့အဲ့ဆိုရင်လည်းမင်းကလည်းမပိုင်းဟာတင်လေတဲ့မပိုင်းဟာတင်ကျွန်တော်တုံးပုံလုံးရိုက်ထားတုံးပုံလုံးပါနေရရမ်းမဲတင်လိုက်တာလို့အဲ့လိုပြောပြောပြော तू ကကျွန်တော်နောက်ကတ်လာပြီမင်းကဘာကောင်လို့လဲကျွန်တော်ကိုခုံးလို့လောက်တာအဲ့နဲ့ကျွန်တော်မထိုးနဲ့တော့ကျွန်တော်ထိုးကြမလို့ထိုးရထိုးကြည့်လို့ပြောတာအဲ့ဒါ तू ကျွန်တော်ထိုးချလိုက်တာ ကျွန်တော်ဒီနောက်ထုတ်ချလိုက်တာပါနော်ထိုးလိုက်ထိုးလိုက်ပြီးပြီးလဲပြောမင်းဘာလို့မှသာမင်းစောက်ကွက်ကိုမမြင်ချင်ဘူးလဲမင်းနဲ့အခုချက်ချင်းနဲ့ဆိုင်ထဲကထွက်သွားတယ်အဲ့နဲ့အင်းထွက်သွားမယ်လို့ကျွန်တော်လာစာရှင်းပေးလို့ပြောပြီးသူကလာစာရှင်းပေးတာရှင်းလဲရှင်းပေးပြီးတော့ဘယ်လိုလုပ်လဲဆိုတော့မင်းစောက်ကွက်ကိုမမြင်တော့ဘူးလားဘာလို့မှသာမင်းထွက်လိုက်တော့ပြီးရင်လဲမိမနဲ့ကြိုက်တဲ့နေရာကြိုက်တယ်လို့ရှင်းလို့ရရတယ်ပြီးလဲပြီးတော့ မိမိသားစုကဒုက္ခပေးလို့ရတယ်သူ့ရဲ့လိမ့်စာကိုပဲသိရမလားသူ့ဘယ်မှာနေရဘယ်မှာလိမ့်စာရှိသိရမလားဟုတ်ကဲ့ရရတယ်ကျွန်တော်လိမ့်စာကျွန်တော်ပေးအောင်ပေးခဲ့လိုက်မယ်ကျွန်တော်ဘာမှမှားလို့ထားမလို့ချက်သူလို့လုပ်လို့ရတယ်အေးမိမိသားစုကလည်းဒုက္ခပေးလို့ရတယ်ဘာဖြစ်တယ်ကိုသိလားမင်းလည်းဘာဖြစ်တယ်ဘာဖြစ်တယ်ကျွန်တော်ပြောပြောမောင်းချတာသူတည်းမောင်းချကျွန်တော်တို့ထွက်လာထွက်လာအခုလုံးဝဝန်ထမ်းတယောက်နဲ့ပိုင်ရှင်ကြောင်းလည်းဘလို့ပဲပြဿနာဖြစ်နေပြီကိုထီးလေးရလောက်စားကြောင်းချမ်းမှမရှိဘူးကျွန်တော်ကိုထီးလေးရလောက်တာလုံးဝမကျင်နေပါဘူးနော်ကြီးနိုင်ငံကြီးလောက်တာပါဒါလုံးဝ ကြီးနိုင်ငယ်ကြီးလောက်တာပါလုံးဝကိုမတရားမှုပါเนาะလုံးဝကိုကျွန်တော်လုံးဝတန်းညွှတ်ခံနေပါဘူးကျွန်တော်လာတက်သွားလို့ကျွန်တော်တည်သွားခဲ့ရင်တော့ကျွန်တော်ကပျော်နေုံပါเนาะလုံးဝကိုမကြည့်